တရုတ်ရုတ်ရှင်လောကမှာဂျက်လီရဲလို့နာမည်ဖြစ်လာဖို့အတွက်သူဘယ်လိုများစ조사ခဲ့ပါသလဲဆိုတာတင်သိပါသလားတကယ်လို့တင်မတီတဲ့ရင်ကျွန်တော်အစီအစဉ်ကိုအဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာလူတိုင်းရဲ့ပါဆက်ဖျားမှာဂျက်လီရဲလို့ပြောလိုက်တာနဲ့တရုတ်ရုတ်ရှင်လောကရဲ့အောင်အမြင်ဆုံးအရှင်မင်းသားတစ်ယောက်ပဲဖြစ်ပါတယ်လို့ရှင်ကားပေါင်းများစွာကိုလည်းရန်ကူးခဲ့ရသူတစ်ယောက်ပါဒီထက်မှဂျက်လီရဲ့အောင်အမြင်ဆုံးရုတ်ရှင်ဆယ်ကားကိုကျွန်တော်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ နဘတ်အနေနဲ့က1982ခုနှစ်မှာရိုက်ကူးခဲ့တဲ့ရှောင်းလင်းတမ်ပဲပဲဖြစ်ပါတယ်။ဒါကဂျက်လီရဲ့ပထမဦးဆုံးစကားဖြစ်ပြီးတရုတ်နိုင်ငံမှာအတော်လေးကိုအောင်မြင်ခဲ့ပါ။ဒီကားကြောင့်ပဲဂျက်လီလို့စပြီးတော့မိတ်ဆက်ပေးခဲ့ပါ။နောက်ထပ်စကားတစ်ခုကတော့1990ခုနှစ်မှာဖတ်ရှိခဲ့တဲ့ Once upon a time in China ဒီစကားကြောင့်တရုတ်နိုင်ငံမှာ ဂျက်လီရဲလို့ထပ်ပြီးတော့ပြောဆောင်နေချာမှာထင်ပေါ်ခဲ့သူတယောက်ဖြစ်ခဲ့ပါတယ်။နံပါတ်3နေနဲ့ကတော့1994ခုနှစ်မှာထွက်ရှိခဲ့တဲ့ First Off Ninja ပဲဖြစ်ပါတယ်။ Bruce Lee ရဲ့ Face Off Fanny ကိုပြန်နဲ့ရိုက်ကူးထားတာဖြစ်ပြီးဂျက်လီရဲ့အကောင်းဆုံး fighting scene တွေကြောင့်ကဘာကျော်ရုပ်ရှင်ဇာတ်ကားဖြစ်လာခဲ့ပါတယ်။နံပါတ်၄နေနဲ့ကတော့2000ခုနှစ်မှာထွက်ရှိခဲ့တဲ့ Romeo Must Die ပဲဖြစ်ပါတယ်။ဟောလိဝုဒ်မှာအောင်မြင်ဆုံးရုပ်ရှင်ဇာတ်ကားတကားလည်းဖြစ်လာခဲ့ပါတယ်။ နံပါတ်9အနေနဲ့ကတော့2000ခုနှစ်မှာဖတ်ရှိခဲ့တဲ့ Kiss of the Dragon ပဲဖြစ်ပါတယ်။ Paris ကိုအခြေခံထားပြီးရိုက်ထားတဲ့ဇာကားတကားဖြစ်ပြီးဒီဇာကားက Action Scene တွေမှာတကယ် Jelly Style ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။နံပါတ်6အနေနဲ့ကတော့ The One ပဲဖြစ်ပြီး2000ခုနှစ်မှာဖတ်ရှိခဲ့တာပါ။ဒီဇာကားမှာတော့ Jelly ရမတူညီတဲ့အဖြစ်အပျက်တွေကသူ့ကိုယ်သူတိုက်ပွဲဝင်တဲ့ဇက်ကောင်တွေကနေတည်ဆောင်ထားပါတယ်။နံပါတ်9အနေနဲ့ကတော့ Hero ဖြစ်ပြီးတော့ နောက်ထပ်နှစ်ခုနှစ်မှာထွက်ရှိခဲ့တာပါ။ဂျယ်လီအတွက်နောက်ထပ်အကောင်းဆုံးရုပ်ရှင်ဇာတ်ကားတကားလည်းဖြစ်လာခဲ့ပါတယ်။နံပါတ်၈အနေနဲ့ကတော့2003ခုနှစ်မှာထွက်ရှိခဲ့တဲ့ Creator to the Global ဖြစ်ပါတယ်။ Rapper Dion အိမ်နဲ့12ဖက်ပြုတ်ဆောင်ထားပြီး American Action Fan တွေကြားမှာနာမည်ကျော်ကြားစေခဲ့ပါ။နံပါတ်9အနေနဲ့ကတော့ Fearless 2006ခုနှစ်ပါ။ဒီဇာတ်ကားကြောင့်ပဲဂျယ်လီကိုနောက်ထပ်ထပ်ပြီးတော့မှတ်တမ်းတင်နိုင်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားတကားလည်းဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးစကားအနေနဲ့ကတော့ Jenny က Star လုံး Jason Stanlow နဲ့အတူပြုတ်ဆောင်ခဲ့ပြီးကမ္ဘာလူကြိုက်များခဲ့တဲ့ရုပ်ရှင် CD တစ်ခုလည်းဖြစ်ခဲ့ပါအဲ့ဒီရုပ်ရှင်ကတော့ expandable ပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကြောင့်ပဲ Jelly ကဟောရုပ်မှာထပ်ပြီးတော့နာမည်တစ်လုံးရရှိခဲ့ပါ။ Jelly ရဲ့အောင်မြင်ဆုံးရုပ်ရှင်ဆယ်ကားကိုအခုကျွန်တော်ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ဝမ်းနည်းဖို့ကောင်းတာကဂျယ်လီဟာရုပ်ရှင်နယ်ပယ်မှာအတော်လေးကိုအလန်းဝေးနေခဲ့လို့ပါတကယ်လို့တင်တာဂျယ်လီကိုတတိယသေးတယ်ဆိုရင်ကျွန်တော်ပြောပြခဲ့တဲ့ရုပ်ရှင်ဆယ်ကားတွေကတကားလောက်ကိုပြန်လဲကြည့်ရှုပြီးတော့ဂျယ်လီရဲ့အမိုက်စားအက်ရှင်တွေနဲ့အတူတင့်အတွက်လွမ်းပြေစီမှာပဲဖြစ်ပါတယ်ခင်ဗျာ